တပ်ဘော်ကရွေးကောက်ပွဲမှာဘဲပါတီနိုင်နိုင်စိတ်ဝင်စားပါဘူး။ဒီချက်ကပါလဲဆိုလို့ရှိရင်အာနာရဲ့ရေတောက်မြစ်ကဘယ်ရလာလဲပေါ့နော်။ကဲငွေရှင်များအလုံးမင်္ဂလာပါဒီနေ့ကတော့မေခိုးလေနိုင်ရင်အာနာယူလို့ရလားတဲ့ကောက်ပီဒီညီလေးပြောထားတာလည်းကိုကျွန်တော်ဘုံသူရနဲ့လိုက်ပြီးနားထောင်ကြည့်ကြမယ်နော်မေခိုးလေအဲနိုင်နေဆိုလို့ရှိရင်အာနာယူလို့ရလားပေါ့နော်ဒီဒီကြောင်းရလေးပြတော့မဖြစ်ပါလေအချက်နှစ်ချက်နဲ့ရှင်းပြပါမယ်ပထမချက်တက်ဘရိုကယူကောက်ပွဲမှာဘဲပါတီနိုင်နိုင်စိတ်ဝင်စားပါ ်တမ်ဘရောကတော့ဘေးပါတီနဲ့နဲ့စိတ်မဝင်စားပါဘူးကဲဟုတ်ပြီနောက်တော့ကြည့်မယ်နော်ဒီချက်ချက်ကပါလဲဆိုလို့ရှိရင်အာနာရဲ့ရေတောက်နော်ဒီကြောင့်အားလေးပြတော့မှဖြစ်ပါလေအချက်နှစ်ချက်နဲ့ရှင်းပြပါမယ်ပထမချက်တက်ဘရောကယူကောက်ပွဲမှာဘဲပါတီနိုင်နိုင်စိတ်ဝင်စားပါဘူးဒုတိယချက်ကပါလဲဆိုလို့ရှိရင်အာနာရဲ့ရေတောက်မြစ်ကဘယ်ရလာလဲပေါ့နော်ဒီအချက်နှစ်ချက်ကိုကျွန်တော်ရှင်းပြတော့မှဖြစ်ပါလေပထမဆုံးချက်ကံဟုတ်ပြီဘူးသွားနေလိုက်ပြီးနောက်ထောင်ကြည့်ကြမယ်နော် နေပြောမယ်ဆိုလို့ရှိရင်တပ်ပရဝါဒီနိုင်ငံရေးနဲ့မဆိုင်တဲ့တရားအဖွဲ့အစည်းဖြစ်တဲ့အကြောင်းလို့ပြောကြိုက်တဲ့ပါတီနိုင်သူစိတ်ဝင်စားအဲသူစိတ်ဝင်စားတာဒီတစ်ခုရဲ့အဲ့ဒါပါလဲဆိုတော့အနိုင်ရတဲ့ပါတီကသူနဲ့အတူတူနိုင်ငံရေးလမ်းကြောင်းပေါ်မှာအတူတူရှင်တွဲပြီးတော့ရက်တည်နိုင်တဲ့အဖွဲ့အစည်းဖြစ်ဖို့ပဲလိုတာอืมဟုတ်တယ်နော်ဒီငယ်လေးကအဲ့ဒါအဲ့လိုမျိုးဖြစ်ဖို့တော့များတယ်ဘယ်ပါတီနိုင်နိုင်အခုဆိုနာမည်ကြီးနေနေတက်တက်ခိုင်တော့ဒီနော်တော်လာတက်တက်ခိုင်တော့ဒီ PPP သုံးလုံးပါတီအဲ့ပါတီနိုင်ရင်လည်း တူတူပါကိုနာဒီငင်လေးပြောဆိုလို့သူနဲ့တူတူတူလက်တွဲပြီးတော့လောက်အောင်ပါပဲဥပမာဒီလိုပဲဆိုလို့ရှိရင်ကျွန်တော်1990ပါတီစုံယူပွဲမှာ ကျွန်တော်တို့ NLD ကအမှတ်နေရာ462နေရာကို362နေရာနဲ့ကျွန်တော်တို့တောင်ပြိုကမ်းပြိုနိုင်ခဲ့တာပဲအဲ့ဒါနဲ့သူတို့အာနာမရခဲ့နိုင်လေအာနာမပေးဘူးသူတို့ပဲကြာတာပေါ့နော်နောက်ဝေးရအချက်ချက်ဖြစ်တယ်ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံကိစ္စပါဖွဲ့စည်းပုံအခြေခံဥပဒေကိုတက်မလို့အရင်ဆွဲလိုက် NLD ပြောတယ်အဲဆွဲပြီးလို့ရှိရင်ငါတို့မင်းတို့အာနာလွှဲမယ်ဖွဲ့စည်းပုံညီဆွဲနေနေရာမှာတက်ပညာရှင်တွေပညာရှင်တွေလည်းပဲခေါင်းဆောင်လူတွေလွှဲတယ်အဲ့ဒီလူတွေနဲ့ပဲရွေးစမှသာလေရင်ဖွဲ့စည်းပုံကကျွန်တော်တို့ကပြည်ပြည်စုံနဲ့ဖွဲ့စည်းပုံတစ်ခုဖြစ်မှာပေါ့ဗျာဖွဲ့စည်းပုံဟုတ်နော် ို့ဆိုတာတော့နိုင်ငံတစ်ခုရဲ့အသက်အတွင်းကြောပဲအဲဖွဲ့စည်းပုံအခြေခံရှိတယ်ကျွန်တော်အုပ်ချုပ်လို့မရအောင်ပြည်ထောင်ဗရားစားလေဆိုတော့ဖွဲ့စည်းပုံကိုသူတို့ပါတီဝင်တွေပဲဆွဲကျင်တယ်အဲပြီးတော့အာဏာကိုလည်းချက်ချင်းသူတို့အနိုင်ရနဲ့တန်းပြီးလွှဲစီကျင်တယ်အဲအဲ့ဒီမှာကျွန်တော်ဇလန်းကြီးစတာပေါ့ဗျာအဲ့ရနေလက်ရှိခြေနေဒီလိုဖြစ်သွားတာပေါ့ဗျာဟုတ်နော်အဲခုဒီကျွန်တော်တို့ current political crisis မှာလည်းဗာဖြစ်တယ်လေဆိုတော့ကျွန်တော်တက်မလို့ပါဘာကို count out လုပ်နေရလဲဆိုလို့ရှိရင်ကျွန်တော် winning or losing it doesn't matter ပေါ့ဒီလေအဲ့တော့ဘယ်ပါတီနိုင်နိုင်ဘယ်ပါတီရှုံးတော့အဲ့ဒါရေးကြည့် ုံးကကျွန်တော်လည်းသဘောပေါက်သွားတော့ဒီညီလေးပြောမှကျွန်တော်သဘောပေါက်သွားတယ်ကိုတော့ကျွန်တော်တို့ပြီးပါတီတစ်ခုခုနိုင်လာလို့ရှိရင်ဆိုအပ်ဖြစ်လာမယ်တစ်ခုခုပြောင်းလဲလာမလားဆိုတာเนาะဒါပေမဲ့ဒီညီလေးပြောတာကတော့သေချာသွားပြီပေါ့ပေပါတီပေပါတီပြေးနိုင်တယ်သူတို့နဲ့လက်တွဲပြီးတော့သူတို့လောက်သွားရမှာပေါ့အဲ့လိုပုံစံမျိုးပါသူ point out လုပ်နေကြတဲ့အပြင်ပါလဲဆိုတော့မင်းစင်းနေမှနေရေဖောက်ဖွက်နေမေးလေအများကြီးပဲလွင်မနေရလေအများကြီးပဲဒါကြီးကိုဖြည့်ရှင်းဖို့အတွက် UVC မှာတာဝန်ရှိတယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတောင်းဆိုရတာဖြစ်တယ် အဲဒီလိုလာတာဘာကြောင့်လဲဆိုတော့သူကဖွဲ့စည်းပုံအခြေခံဥပဒေကိုကာဝယ်ရမယ်တောင်းရှိအခုကဘလို့ဖြစ်နေဆိုတော့ဟိုရောက်ခမအိမ်မှာနေတယ်ရောက်ခမကျွေးထမင်းကိုစားပြီးရောက်ခမကိုအိမ်ပေါ်ကကန်ထုတ်ချင်တဲ့ပုံမျိုးဖြစ်နေဟုတ်နော်ဟိုပါနော်ဒီဖွဲ့စည်းပုံအခြေခံဥပဒေပေါက်မှလည်းဝင်ပြန်နေတယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေကအချက်လက်တွေကိုမလိုက်နိုင်ဘူးဆိုလို့ရှိရင်ဘာလို့ဝင်ပြန်နေမှာလဲကျွန်တော်ပြောချင်တာဟုတ်ပြီအဲ့ကြတော့ဒီလူတို့ကဖြစ်လာပြန်ဩဘာဖြစ်လဲဆိုတော့အနောက်ရှေ့ဥပဒေဆိုတာမင်းတို့စစ်တပ်ကအစိတ်အသား85ကျပ်တာတပိတ်တာနဲ့ဒီလို ဟိုမင်းတို့ဌာနတည်မြေဖို့အတွက်ရွေးဆွဲခဲ့တာလို့ညှို့ထိုးကြရောအပြစ်ဒဏ်ကဘာလဲဆိုတော့ဒီဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနော်အဲ့ဒါမတိုင်ခင်မှာဖွဲ့စည်းပုံအခြေခံဆွဲဖို့အတွက်အခွင့်အရေးအရင်ဆုံးရခဲ့တာကျွန်တော်အဲ့လိုဟုတ်နော်ဖြစ်ပါလေဒါဟိုဒီလိုလိုကမတည်ဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကဒီစာကိုအငင်းခုံနေဖြစ်ပြီး controversy ဖြစ်ကြတာပါဒုတိယခုအာနာရေတောင်းပြပေးရလာလေပေါ့နော်အနာရည်တမ်းမြေပြရလာတယ်။ဒီမနက်ကမှနိုင်ငံရေးလုပ်နေတဲ့နိုင်ငံရေးသမားတိုင်းသိပါတယ်။ဒါထုတ်တာမပြောတော့မပြောနိုင်ဘူး။ ာနာဂျီတောင်းမြက်ကစစ်တပ်ကလာတာအာနာရေတောင်းမြက်ကစစ်တပ်ကလာဟုတ်နော်အဲဒီလိုပြောလို့ရအောင်အားဆိုလို့ရှိရင်မင်းရုပ်ောက်ပွဲတွေအချင်းပါမနေနဲ့ပြည်ရမလားမင်းတို့ပြည်သူလူထုထောက်ခံတဲ့ဒီကိုစလလောင်းတွေပါရွေးမနေနဲ့အဲ့လိုတိုင်းပြီးထောက်လို့ရပါဒါမဲ့အပင်တပင်လို့ပေါ့ဗျာမျိုးစေ့ကနေအပင်ပေါက်လာတယ်အပင်လေးဖြစ်လာတဲ့အချိန်မှာကျွန်တော်အဲ့အပင်ကိုရေလောင်းပေါင်းတင်ရောစာကျွေးလောမဆောင်းအောင်စိတ်မထိုးအောင်အဲ့နည်းကြီးလိုက်တဲ့အချိန်မှာပပလက်ချန်စီကိုလေးပါဒီကပြီးမှကျွန်တော်ဒီအသီးအပွင့်တွေအဲ့လိုမျိုးဝေးဆက်တာဖြစ်အောင်အဲ့ဒါအားလုံးကအရသာဆွေးရအောင်ဖြစ်ပါတယ် ဒါကြောင့်မလို့မြို့ကောက်ပွဲမှာဘဲပါတီနိုင်နိုင်စစ်မလို့လည်းအရေးမကြီးပါဘူး။ဟောနော်ဒီကမှန်တယ်နော်ဒီရင်လေးပြောတာ။ အရင်ကြီးတာကြီးပြည်သူအတွက်အရင်ကြီးတာဖြစ်ပါလေပြည်သူပြည်သူတွေကြီးကြံပြန်နေအားပြခဲ့ဟောဒီနောက်တော့ကျွန်တော်တို့ဘေးကဟိုအရင်ရှိရှိတယ်ဘယ်သူတွေကဘယ်လိုလုပ်နိုင်လဲဆိုတာကြာကျွန်တော်ပြည်သူလူထုကအရေးချေရတာဖြစ်တယ် this is the reality on the ground ပဲဒါတို့ကျွန်တော်လက်သင့်ခံရမှာအဲ့တော့မင်းအဲ့လိုပြောမယ်ဆိုလို့ရှိရင်အာနာဆိုတာစစ်တပ်ကလာတယ်ဆိုလို့ရှိရင်မင်းကငါတို့ကစစ်တပ်သဘောတိုင်းအုပ်ချုပ်ရမှာအဲ့လိုမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးဟိုအဓိကအခုဖြစ်နေတဲ့ပြဿနာတွေအားလုံးကကျွန်တော်ကန်ထုတ်နေလို့ဖြစ်နေတာပါအဲဘိုးချုပ်မကြီးပြောထားတာရှိပါလားကျွန်တော်တို့အဓိကတူလိုချင်တာကကြာတော့အတူနဲ့အတူရရှိမှာလက်တွဲလှုပ်လှုပ်သွားနေ ိုင်မဲ့ပါတီကိုလိုချင်တာဟုတ်ရနော်အမအာနာကိုတော့လွှဲပေးမှာမဟုတ်ပါဘူးနော်ဟုတ်တော့လို့ခုဆိုလို့ရှိရင်ကျွန်တော်ပြည်တော်စုကျန်းမာရေးနဲ့ကွန်မြူနီပါတီဆိုလို့ရှိရင်တို့တော့သဘောကျတာလည်းမပြောနဲ့ဒါတို့နဲ့ဟာမိုနီဖြစ်ပြီးအဲဒီတော့ကြောင့်ပေါ့ကအဲ့လိုမျိုးပဲနောက်ထပ်တို့နဲ့ဟာမိုနီဖြစ်တဲ့ပါတီတစ်ခုရှိလာမယ်ဆိုလို့ရှိရင်လည်းတို့တက်ပေါ်ကထောက်ခံပါပဲလက်သိခံပါပဲဒါကိုကျွန်တော်အားလေးမလွှဲဘူးလွှဲတာပေါ့နော်ဟိုမဲနိုင်နေမဲနိုင်ုံနဲ့ အဲအာနာမပေးဘူးလားအဲ့လိုမျိုးနောက်ပြန်มาကြတော့အဲ့လိုမျိုးတကယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကအချက်လက်တွေနဲ့ညှိနေရရှိအောင်ဗျာဒီဖွဲ့စည်းပုံအခြေခံကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းဝင်မပြိုင်တဲ့ဘက်ဒါပဲရှိတာဘောနော်အဲနိုင်ငံအေးလုံးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဖွဲ့စည်းပုံ2008အခြေခံဥပဒေကအချက်လက်တွေလိုက်နာမှာရမယ်အဲအဲ့လိုမျိုးမလိုက်လာနိုင်ဘူးဆိုလို့ရှိရင်နိုင်ငံအေးမလုပ်တော့ကောင်းပါတယ် ဒီလိုအချက်လက်တွေကကြတော့တို့ရဆွဲတွေးပြီးတို့ရဆွဲပြောကြတဲ့အခါမှာဒီလူလူကအထင်လွဲအငြိလွဲဖြစ်ကြတာပါအဲကျွန်တော်ကဒီချက်ကိုထောက်ပြတာဖြစ်ပါလေဟောနော်ကဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဘူးလေးမှာပြန်တွေးကြမယ်နော်ဘိုင်ဘိုင်